ျွန်တော်အခုတစ်ချိန်မဖွင့်ထားရင်ငကြရှိနေတယ်ဆိုတော့ခံစားချက်တော့ကျွန်တော်စီမှာအရန်ကြီးမရှိဘူးသိလားတက်ထားတာကြာရင်ပို့ပို့ဆိုးမယ်ဗျာဆိုတော့တကယ်လို့ဥမာတရားရုံးနဲ့ကျွန်တော်ဝင်တိုက်လိုက်လို့ဘုံဆိုပြုတ်ထွက်သွားလို့ရှိရင်တော့ကျွန်တော်မသိလောက်ဘူးတဲ့မင်္ဂလာပါနေ့ပစ္စည်းတစ်ခုဝယ်လာလို့ unbox လုပ်ပြမလို့ဟာလေဆိုလို့ရှိရင်တော့ဒီဥစ္စာလေး ပို့စ်ကထွက်တဲ့ ultra open ear buds တဲ့ open ear buds တဲ့ဟွာလေလီစာတို့ကြော်ညာနေတဲ့ဟာပေါ့နော်ကျွန်တော်ကဘာကြောင့်ဒါဝယ်ဖြစ်တာလဲဆိုလို့ရှိရင်အရင်တော့ကျွန်တော်ကနှစ်ချက်ကဟိုကသုံးတာ AirPod Pro 2သုံးတာပေါ့နော်သုံးတော့အရင်နှစ်ဟိုကပေါ့6လပိုင်းလားမသိဘူးနော်ဟိုက Apple product တွေအသစ်ထွက်တဲ့အခါကျတော့သူတို့ကကြော်ညာတယ်လीကြော်ညာတော့ယင်းနှစ်ကဒီ2024မှာအသစ်ထွက်တော့ကိုက Apple AirPod Pro ကိုအသစ်ထွက်မယ်လို့ကွာထင်တာထင်တော့ကိုကအဲ့ဒီကိုကိုင်းနေတဲ့ဟာပေါ့နော်အဲ့ဒီ AirPod Pro 2ကိုဟိုဟာငါ AirPod Pro အသစ်ထွက်လို့ရှိရင်လည်းငါထပ်ဝယ်မှာပဲဆိုပြီးတော့မြန်မာပြည်ကိုသွားတုံးကကိုက entertainment ကကလေးတွေကို မဲဖောက်ပြီးလိုက်တာပြီးရင်ကိုလာပိုင်းကျလို့ရှိရင်အစ်စ်ထွက်မှာပဲပေါ့နော်ထွက်တဲ့အခါကျလို့ရှိရင်ငါငကြက်အစ်စ် AirPod Pro 3ဖြစ်မယ်ပေါ့နော်ကိုလည်းမသိဘူးအဲ့လိုမျိုးအဲ့ဒါကိုဝဲမဲဆိုပြီးစဉ်းစားလိုက်တာဒါပေမဲ့ဒီနှစ်ကအမှန်ကအဲ့ဒီ Apple ကနေသူကအဲ့ဒီ AirPod Pro ကအစ်စ်မထွက်ဘူး AirPod Pro 2ပဲရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုကတကယ်တမ်းသိလိုက်ရတဲ့အခါကျကိုရဲ့ငကြက်ကလည်းသူများကိုအန်လိုက်ပြီးမရှိတော့ဘူး ဆိုတော့နှချက်မရှိပဲနေနေတာပေါ့เนาะကျွန်တော်ကဟိုဘာလဲ Pro Max ဟိုနှချက်နားအုပ်တဲ့နှချက်ကြီးနဲ့ပဲတုံးနေတာပေါ့အခုကကြတော့ကျွန်တော်မှဒီလိုမျိုးပေါ့ပေါ့ပပနှချက်ကမရှိမရှိတော့စဉ်းစားတာတော့ဩဒီနှစ်တော့ထွက်မလားမသိဘူးပေါ့เนาะဒီနှစ်ထွက်တဲ့ခါကျမှဝယ်မယ်ပေါ့ဒါပေမဲ့လည်းအခုခီးတွေပါညာတော့တဲ့ခါကျတော့ကျွန်တော်ကနှချက်မရှိဖြစ်နေတာ ਨੇ ဒါလေးကလည်းလီစာတို့ကြော်ညာနေတာလीเนาะလီစာတို့ကြော်ညာနေတာဆိုတော့ သုံးကြည့်မယ်ပေါ့နော်ဒီ brand ကလည်းကျွန်တော်အရင်ကသုံးမှုတယ်ကျွန်တော်အဲ့ဒီဟိုလေဗာလေ noise cancellation ဟိုရီလေ now အုပ်တဲ့နှစ်ချက်အကြီးတွေတော့ကျွန်တော်သုံးမှုတယ် boss ကနေပြီးတော့ထွက်တဲ့ဟာကိုလေဒါပေမဲ့ဒီလိုမျိုးနှစ်ချက်အသေးကတော့ကျွန်တော်မသုံးမှုသေးဘူးပေါ့နော်ပြီးတော့လည်းနောက်ထပ်အမာပါလဲဆိုလို့ရှိရင်ပြီးရင်ဖွင့်ပြပေးမယ်နော်မဟုတ်လည်းဖွင့်ပြတာခဏပဲဆိုတော့အရှိမလေးလေးပေါ်လာအောင်မယ် ောက်တဲ့အမားကပါလဲဆိုကျွန်တော်ကဒီဟာကိုဈေးပေါ်တယ်လို့ထင်တာကျွန်တော်စိတ်ထဲမှာကအဲအပေါ့ Pro 2ကိုကျွန်တော်ကလေတထောင်ကျော်တယ်လို့ထင်နေတာဘတ်တထောင်ကျော်တယ်ပေါ့နော်တထောင်ခွဲလောက်ရှိတယ်လို့ထင်နေတာဒါကိုကျွန်တော်ကဈေးသွားကြည့်တဲ့အခါကျဒေါ်လာ300ဆိုတော့ဘတ်တထောင်500ပေါ့နော်တထောင်500တထောင်တထောင်လောက်ပဲရှိတယ်ပေါ့အမှန်တော့အခုကျွန်တော် power bank ကနေဝယ်လာတော့တထောင်ထောင်500လောက်ပေးရတယ်သူတို့ဒီတထောင်လောက်တော့ဈေးတက်တယ်ပေါ့နော် internet ကကြော်ညာထားတဲ့ဈေးတဲ့ဆိုင်ဒေါ်လာ300တဲ့ဆိုင် ဒါပေမဲ့ကျွန်တော်စဉ်းစားတော့ all solution တော့ဒေါ်လာ300လောက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တက်တာတွေကိုကျွန်တော်ထင်တာထင်ပြီးမှဝယ်လိုက်တာဝယ်ပြီးသွားတော့မှတည်တာကအခုကျွန်တော်က AirPod Pro 2ရဲ့ဈေးကိုကြည့်တော့မှတော့အမှန်900ပဲရှိတာ ျွန်တော်မသိဘူးကျွန်တော် Apple Apple နဲ့ချက်ကိုပူစည်းကြည့်ရလို့ထင်နေတာအဲ့လိုဒီအလွယ်ပေါင်းများစွာနောက်ဆုံးညတိုင်းဝယ်လာတာပေါ့နော်။သူကတော့အမှားတော့အရောင်တွေကတော့အများကြီးရှိတယ်။တချို့အရောင်လေးဆိုတော်တော်လာတယ်။ချက်သွေးရောင်လေးတွေလို့ဘာညာတွေရှိတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ပေါင်ပိုင်းမှာဝယ်တော့သူအတုံးရောင်ပဲရှိတာပေါ့နော်။အဖြူရှိတယ်၊ဒီအမဲရှိတယ်၊နောက်တစ်ခုကသူအမိုးပြရောင်လေးရှိတယ်။ကျွန်တော်အဖြူကြတော့လေအရန်ကြီးကိုကအရန်ကြီးတက်ရက်တယ်လို့မဟုတ်တော့လေ။အနေထိုင်ဟိုအကင်တွေရလဲဟိုကမဖြစ်တော့။ကဲအဖြူကြီးတော့ငါမကင်တော့ပါဘူးပေါ့နော်။အဲ့ဒါနဲ့ အမဲလေးကြည့်လိုက်တော့လည်းကို့အတွက်ရည်လေးနဲ့ဆိုလို့ရှင်မစိုးဘူးပေါ့နော်ငိမ်မယ်လို့ထင်လို့အပြာကြီးကလည်းအလောက်ကြီးမလာအောင်အမှန်တော့ကျွန်တော်ကကာလာဝယ်မလို့ဒါမဲ့မရှိဘူးအဲ့တော့အမဲလေးပဲဝယ်လာတယ်သူကတော့အနောက်မှာတော့ခက်တိနဲ့ရေးထားတာပဲပါတယ် made for တဲ့ iPhone and နဲ့ iPad iPhone နဲ့ iPad အတွက်လုပ်ထားတာလို့သူကတော့ရေးထားတာပဲဘူးရဲ့ packaging ကိုကြည့်ရတာတော့အမှန်တော့ဟိုလိုမျိုးလေကျွန်တော်က AirPod Pro တွေပါလေလောက် ဈေးကြီးရလို့မခံစားရအောင်ပေါ့နော်ကျွန်တော်ကအမှန်ကလေကိုယ့်ရဲ့စိတ်ထဲမှာလေဒါအောင်ဝယ်တဲ့အချိန်မှာကိုစဉ်းစားတာက AirPod Pro ကပိုဈေးကြီးရလို့ထင်တာဒါပေမဲ့စဖွင့်ပြီနော်ဒါပေမဲ့မဟုတ်ဘူးပေါ့နော်ကဲအဲ့တော့အမှန်ကဒါအပြင်ကနေဆွတ်ထားတာတကယ်ဘူးကတော့ဒါပဲတဲ့ဒါကိုမှ post for တဲ့ any post for nothing နဲ့ပါအတွက်မှ post မလုပ်ဘူးပေါ့ဟောဖွင့်ရတာတော်လွယ်လွယ်လေးပဲဒီလိုကြီးဖွင့်လိုက်အောင်မယ် ဒီလိုလေးဒီလိုလေးဖွင့်လိုက်ပြီးသွားရင်သူရဲ့ပုံကဒီလိုလေးလာဒီလိုလေးဆွဲဖွင့်လိုက်အဲအမလီအမလီအမလီမတုံးရသေးဘူးမတုံးရသေးဘူးအရင်အရင်ဟိုကဖြစ်တော့မယ်ကဲဒါလေးပါပဲတော်တော့ဘာမှမရတော့ဘူး post လို့ပဲရေးထားတယ်မဲလီပေါ့နော်ထဲမှာပါတယ်ပါသေးလဲမသိပါကျွန်တော်ကလည်းခတ်တည်တည်နဲ့ ကိုလေအန်ပေါက်စာလုပ်တာအောက်ကခုံရလဲကွာကင်မရာမရိုက်တာဩတော်ဒီမှာဟိုပါတယ်အာတွင်ဂျူးလို့ပြောရမှာလားသူကပါလဲသူက type c ကို तू က type c နဲ့ usb နဲ့ဂျူးပါတယ်ဒါပဲကျန်တာကတော့စာအုပ်ပါတယ်သူ့ရဲ့ဟိုပါပေါ့နော်ဟိုက operation လုပ်တဲ့ဟာတွေကသူကဒီလိုပြထားပေးတယ်သူကပါလဲအာ တော့ဒီအပေါ်အဟွာလေးကိုတစ်ချက်နေရင် play နဲ့ boss နဲ့ဖုန်းနဲ့နှစ်ချက်နေရင် forward လောက်တာသုံးချက်နေရင် backward အရှိတပုတ်ပေါ့နော်ပြောင်းတာအကြာကြီးနှိပ်ထားလိုက်လို့ရှိရင် noise cancellation လာလားမသိပါဘူးပြီးရင် left ကိုတစ်ချက်နေပြီးမှအကြာကြီးနေရင်အတန်ကျဲတာ a right ကို left ကိုတစ်ချက်နေပြီးအကြာကြီးထပ်နေထားရင်အတန်တိုးတာတော့အဲ့လိုမျိုး အဲ့လိုမျိုးလေးတော့သူပြထားပြီးတယ်သူရဲ့အဲ့ open ear ဘတ်ဆိုတော့ဒီလိုလေးအဲ့လိုလေးဒါပေမဲ့အများစုတက်လို့ရှိရင်ဒီလို down light လေးသွားရမြားကျွန်တော်အဲ့ဒါလေးကိုသဘောကျလို့သူနားထဲကိုထည့်ထားတာကြီးတော့မဟုတ်ဆိုတော့ဟောဒီမှာဖွင့်လိုက်လို့ရှိရင်တော့ဒီလိုလေးမြင်ရပါတယ်ထုတ်လို့ရှိရင်တော့သူကမလီဘလိုဘလိုလဲဟာဒီလိုလေးသူကဟွာလေးနေလေဟိုကပါလဲတန်လိုက်ဒီနဲ့ကတ်ထားတာသူ့အထင်မှာကတော့သူဒီမှာ socket တွေပါညာနေတော့အဲ့လိုလေးပါတယ် ဘူးရဲ့ quality လေးကတော့ကောင်းတာပေါ့နော် Bose ပဲဒါပေမဲ့ Make in China အားတော့သူ twin ပြီးသူ audio long လို့ပြောတာတနေကုန်ခံတယ်လို့တော့ပြောတာပဲဒီပါဒါက right side ဒါက left side ဒီလိုပေါ့နော်အဲ့တော့သူဘယ်လိုတွေ့ရတာလဲဒီလိုလားအဲ့လိုလားဒီလိုဟာ already to connect it ready to connect တဲ့ဆိုတော့ iPhone နဲ့သူက i iPhone iPod iPhone iPad ဟိုဟာသူတော့ပြောတယ်ဒါပေမဲ့တခါတည်းသူဘာလို့မချိန်ဘူးလဲเนาะအဲအဲ့ဆိုဒီမှာပေါ်လာပြီဒီမှာ boss တဲ့ open နဲ့ချိန်လိုက်ပြန် app not install တဲ့ဟောသူ့ရဲ့သူ့ရဲ့ application လေးရှိသေးတယ်ဒီမှာအဲ့ဒါလေးကိုသူ install လုပ်ခိုင်းသေးတယ် install လိုက်မယ်သူ့တန်ပြန်ရတော့မကြရအောင်ထင်တာသူက redeem မှာတော့အတန်လေးရတော့မစိုး အမှန်တော့ဒါကဈေးပူကြီးရယ်ဆိုတာအတန်ပိုကောင်းတယ်လားပေါ့နော်အဲအဲအဲပေါ့ပလိုထဲတော့သူရလိုက်တာငါ့ကိုအရင်ဟိုအလုပ်ခိုင်းနေသေးတယ်နေဦးငါတချင်းနားတော့မကြည့်လိုက်အောင်မယ် allow boost to find the bluetooth device တဲ့ဒီပါရှာပါရှာပါနေကိုပေးရှာထားလိုက်မမဟုတ်ရင်လည်းတခါလေကြရင်အာကို့မှာနှစ်ချက်ဖွင့်ပြီးရှာမတွေ့ဘူးလေနော်ကဲ

နားထောင်ရတာတော့မစိုးပါမစိုးဘူးဆိုတော့တူကအမှန်လေမြင်ရလားမသိဘူး။တူကနားထဲကိုဝင်နေရမဟုတ်နားပေါက်ထဲကိုဝင်နေရမဟုတ်။တူကလေနားကိုဒီတော့ဒီလိုလေးပဲအုတ်ကုတ်ထားပြီးတော့နားအပေါက်နဲ့ထဲမှာတူကအမှန်ကဆောင်းဘောက်စ်လေးပါနေတာဒီမှာမြင်ရလားမသိဒီမှာဒီဆောင်းဘောက်စ်လေးကိုတူအဲ့နားနဲ့တူအဲ့တဲ့ပေါ့နော်အဲ့တဲ့တူဒီလိုထားလိုက်တာဒါပဲ။ ပြီးလို့ရှိရင်အနောက်မှာကသူ control အကုန်လုံးကအနောက်မှာအလုံးတစ်လုံးစီပေါ့နော်အဲ့ဒီနှလုံးကတော့ကျွန်တော်ထင်ရတော့ battery ဘာတွေကသူအဲ့အနောက်ထဲမှာထင်တာပဲအဲ့ကနေကျွန်တော်တစ်ချက်နေတာတစ်ချက်နေတာသုံးချက်နေတာလေးချက်နေတာတွေအကုန်လုံးကျွန်တော်အဲ့ကနေလုံးလို့ရတယ်ပေါ့နော်ဆိုတော့အဲဘေးကနေအတန်ကြာမကြာတော့ကျွန်တော်မသိကိုကျိုးကိုကျိုးကိုကျိုးကွာနားထောင်စရာနားထောင်နိုင်စရာလူကလည်းမရှိဘူး ဆိုတော့ဒီတိုင်းဖွင့်ရင်တော့အတန်လာလားမသိဘူး哦จ้าတော့จ้าเนาะအပြင်ကနေလဲအတန်တူတူလေးပေါ့เนาะဘာသူကနားကနေဖြုတ်လိုက်လို့ရှိရင်သူတချင်းရက်မသွားဘူးဒီဇိုင်းလေးရတော့အဆန်းပေါ့เนาะအဲ့လိုအပြင်နေတော့သူအကျန်းအကျယ်ကြီးကြားရတယ်တော့မဟုတ်ဘူးဒါပေမဲ့ အတန်ကို volume ကိုကျွန်တော်အပြည့်ဆုံးဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အတန်ကျွန်တော်အကောင်းကောင်းမကြားရအခုကကျွန်တော်တစ်ဖက်ဖြုတ်ထားလို့နှစ်ဖက်လုံးတတ်ထားရင်အမှန်ကျွန်တော်အတန်ကျွန်တော်မကြားရအောင်ဘာလို့ airport ဒီပိုင်းကျအမှန်ကျွန်တော်ဖြုတ်လိုက်တယ်နဲ့တော့တချင်ရက်သွားတာနော်သူကတော့မရက်ဘူးမရက်ဘူးဆိုတော့အတန်လေးကတော့ထွက်နေတာပေါ့နော်အမှန်ကဒါကျွန်တော် volume အဆုံးဖွင့်ထားတာ နားထောင်တဲ့အချိန်မှာတော့အမှန်တော်တော်ကျဲတယ်ပြောရမယ်အဲအကြောင့်မလို့ကျွန်တော်ကပတ်ဝန်းကျင်အတောင်ကျွန်တော်တိတ်မကြားရတော့ပါဘောနော်ဆိုတော့ဘေးကလူတွေကတော့ဒင်းနေတော့ကြားရမယ်ဗျာသိလားကျွန်တော်ဒီတချင်းနားထောင်နေရဆိုတဲ့ကိစ္စကိုလေကျွန်တော်ပြီးတော့မှသူများကိုကျွန်တော်နားထောင်ကြပြီးကျွန်တော်ဘေးကနေနားထောင်ကြည့်ဦးမယ်ဘလောက်ဟိုပါဗောနော်အတန်ကြားလေဘာလို့ကျွန်တော်ကကြတော့လေကို့မှလေးရင်နေပညာစီးရဗျာကျွန်တော်ငကြက်တက်ထားတယ်ဆိုဘေးကလူကြီးကျွန်တော်အတန်ကြီးကျွန်တော်နားထောင်နေတချင်းယူကြားနေရကျွန်တော်အားနာဗောနော် အဲ့ feeling တော့ရှိတယ်အခုက तू ကကြတော့မှကြားနေရတယ်ပြန်အနေလေးကျွန်တော်ဘောလုံးကိုအကျေဆုံးဖွင့်ထားတာကြောင့်လဲပါမယ်နည်းနည်းတိုးကြည့်လိုက်မယ်အင်း90ရာခိုင်နှုန်းလောက်ပေါ့နော်ဘောလုံး90ရာခိုင်နှုန်းလောက်ဆိုတော့တော့မကြားရတော့တော်တော်လေးတိုးသွားပြီပေါ့နော်ကျွန်တော်ကြားရလားဆိုလို့ရှိရင်တော့လဲကျွန်တော်လည်းတချင်းတော့ကြားရတယ်ပေါ့နော်ကိုယ်တန်လည်းကိုကြားရတယ်ပေါ့အမှန်တော့အဲ့လောက်ပဲနားထောင်တာတော့ပို့ပြီးတော့အဆင်ပြေမယ်လူကြားထဲမှာဆိုရင်ပေါ့နော် ဒါပဲအမှန်တော့လေပစ္စည်းတွေကဒီနောက်ပိုင်းကလေအရန်ငိုလေဘယ်လိုပြောရမလဲလွဲကူလာတယ်ပဲပြောရမှာပေါ့နော်ဘာမှတော့အများကြီးသိစဉ်းစားစရာမလိုဒါပေမဲ့နှစ်ပေါက်နဲ့မတည့်လို့ရှိရင်တော့အတပြေးနေတာပေါ့နော်တက်ထားတယ်ဆိုတော့စိတ်ခံစားချက်ကြီးတော့ရှိမနေပေါ့နော်တဘောကပါလဲဆိုလို့ရှိရင်တော့ဥမာဒါဆိုရင်ပြအဝင်ရကြည့်လို့ရှိရင်နားကိုတော့ညက်ထားသလိုဖြစ်နေအောင်ဒါပေမဲ့ဒီအရှိပဲဖြစ်ဖြစ်အနောက်ပဲဖြစ်ဖြစ်ကတော့ဘာပရက်ရှာမှမရှိဘူး တဘောပါဗျာကျွန်တော်ထင်ကျွန်တော်သွားနေတဲ့ဒီတိုင်းပဲကျွန်တော်တက်ထားပြီးသွားနေတဲ့အချိန်မှာကျွန်တော်မေ့နေလောက်တယ်နှစ်ချက်တက်ထားတယ်ဆိုတဲ့ဟာကိုလေဒါပေမဲ့အခုကျွန်တော်ပုံမှန်စကားပြောတဲ့ဟာကိုလည်းကြားရတယ်တချင်းကိုလည်းအမှန်ပြောရရင်တော့ကောင်းကောင်းလေးရှင်းရှင်းလင်းလင်းကြားရတယ်ပေါ့နော်တချင်း effect တွေပါညာတွေကတော့ပို့ပြီးကြက်ကြက်နားထောင်တော့ပို့ပြီးတော့ကြားရမှာပေါ့နော်အဲ့လိုတော့ရှိမယ်ဟိုလိုမျိုးကြီးတော့မဖြစ်ဘူးဒါတော့မှကိုက အားရပါရတကုံးတုံးတကွမ်းကွမ်းဟာကိုနားထောင်နေလို့အဲ့ဒီနားပေါ်မှာဖိထားတာတို့ဘာလို့ညာတို့မခံစားရတာတို့ဒါကတော့တော်တော်အဆင်ပြေတယ်ကျွန်တော်ပထမစဉ်းစားတာလေသူကနက်ကကြီးနဲ့တူတာဟိုနားမှာတခုခုလာပြီးတော့အဲ့လိုမျိုးပေါ့နော်ဖမ်းထားတယ်လို့ခံစားရမယ်လို့ထင်တာဒါပေမဲ့အဲ့လိုတော့မရှိဘူးသူကဟိုလုံးဝပေါ်ပါနေရောကျွန်တော်ထင်တော့လမ်းမှာပြုတ်ကျခင်တိပါမလားမသိနော်အဲ့ဒါလည်းပြဿနာလေနော်ဘာလို့ကျွန်တော်အခုတစ်ချိန်မဖွင့်ထားရင်ငကြက် ရှိနေတယ်ဆိုတော့ခံစားချက်တော့ကျွန်တော်ဒီမှာအရင်ကြီးမရှိဘူးသိလားတက်ထားတာကြရင်ပိုပိုဆိုးမယ်ဗျာဆိုတော့တကယ်လို့ဥမာတရားရုံးနဲ့ကျွန်တော်ဝင်တိုက်လိုက်လို့ဘုံဆိုပြုတ်ထွက်သွားလို့ရှိရင်တော့ကျွန်တော်မသိလောက်ဘူးတဲ့အဲ့ဒါလေးတော့ရှိနိုင်တယ်သူပြောတာတော့ဟိုဟာတွေကတော့တခဲတွေပါညာတွေကတော့တနေ့ကုန်ခံတယ်လို့ပြောတာပဲဘယ်လောက်ခံတယ်ပါညာလဲကျွန်တော်မပြောတတ်ဘူးပေါ့နော်အခုကျွန်တော်အားကိုမသွင်းကြည့်ရသေးဘူးနောက်ပြန်ကျွန်တော်ခီးသွားမှမကျွန်တော်ဝယ်လာတာ ဟိုနားတော့မသိမယ်ပေါ့နော်အဓိကကလည်းဂီးတွေဘာညာတွမ်းကြဟိုနှစ်ချက်အကြီးနဲ့ကြာတယ်ကျွန်တော်တိတ်ပြီးတော့ဟိုစိတ်ပူကျင်းကြတယ်ပေါ့နော်ကျွန်တော်အဲ့နှစ်ချက်အကြီးကအိမ်မှာနားတော့ကျွန်တော်ပူကြိုက်တယ်အားကြောင့်ကျွန်တော်ဒီနှစ်ချက်လေးဝယ်လာတာဝယ်လာတော့အတန် quality ကတော့ကောင်းပါတယ် both ပဲเนาะလေးမကောင်းစရာအကြောင်းပါရှိလဲဆိုတော့ဟိုကတော့ဘလို့လဲဆိုလို့ရှိရင်တော့နားတော်ရတာလည်းကောင်းပါတယ်ပြီးလို့ရှိရင် ျွန်တော်သုံးတာကတော့သုံးကြည့်မှပဲသိမှာပေါ့နော်အခုကကျွန်တော်က first impression ဖြစ်နေတာဟုတ်ဆိုတော့အလောက်ပဲအမှန်တန် quality ကတော်တော်ကောင်းနေတော်တော်ကောင်းနေပြောရမယ်ဖြုတ်လန့်တခြင်းမရက်သွားတာကတော့အဲ့ဒါကတော့နည်းနည်းလေးအလုံးရှုပ်တယ်လို့ခံစားရလိမ့်မယ်ကျွန်တော်တို့အရင်တော့ကြာတော့လေတော့ဘာမစိုးကျွန်တော်ကဟိုကနေပဲသုံးနေရဆိုတော့ဒါကဘယ်ဘက်လာညာဘက်ညာဘက်ဟောတော့ဒီလို ัวลွယ်တော့ลွယ်တယ်กว่าติล่ะဒီมาบ่เนาะဒီလိုလေးဆိုရင်ตัดไลน์ပြီးတော့ไอ้ตัวအမှန်တိုင်းပြောလို့ရှိရင်ဘူးလေးတွေဝင်နေအောင်မဟုတ်ตัวไอ้အပေါ်လေးมาပဲတင်ထားတာသူရဲ့ตาไลน์เนี่ยบ่เนาะတစ်ခါတည်းဟွာလုထားပြီးသားဘူးလေးကတော့ตัวဒီလိုမျိုးလေးဆိုတော့တခြားတော့လေသူ့ရဲ့ဟွာมาတော့ဘာမှမရှိထားအောင်ကွယ်အရှင်းအပြတ်ပဲသူ့ရဲ့ application တော့ရှိရပေါ့เนาะကျွန်တော်ไอ้ application ကို install လုပ်ထားပြီးလို့ရှိရင်တော့တခြားအရာတော့ကျွန်တော်ထပ်ဖတ်အောင် ဝရန်တီတော့ပါတယ်။ဘာပေးတာလဲတော့ကျွန်တော်မသိဘူး။ပုံမှန်ကလည်းနှစ်ချက်ကတော့မကြားတော့ဘူးဟိတ်ဆိုလို့ရှင်တော့လည်းဘာမှမတတ်နိုင်ဘူးပေါ့နော်ဒါပါ။ Snapdragon နဲ့ Sound နဲ့အဲ့လိုတော့ရေးထားတယ် Android နဲ့လည်းအဆင်ပြေတယ်။အဆင်ပြေပါတယ်သူကတော့ဒါပေမဲ့ Apple မဟုတ်တော့ဖြုတ်လိုက်တာနဲ့တော့တချင်တော့ပိတ်မသွားဘူးပေါ့နော်။အဲ့ဒါတခုပဲ။ချင်းအတန်ရဲ့ quality ဘာညာတွေကတော့လည်းကောင်းပါတယ်။ကျွန်တော်လည်းအရန်ကြီး request များတဲ့လူတော့မဟုတ်ဘူးလीနော်။အခုနောက်ပိုင်း earphone တွေတော်တော်ကောင်းနေပြီသားပါ။ ျွန်တော်က music နဲ့ပတ်သက်လို့ professional မဟုတ်တော့ဟာအတန် quality ကတော့ဘယ်လိုပါပါညံ့ညာတော့မရှိဘူးเนาะကိုနားထောင်ခြင်းတယ်ဆိုတဲ့ချင်းတစ်ခုကောင်းကောင်းနားထောင်လို့ရတယ်ဆိုလို့ရှင်တော့ကျွန်တော်ကတော့အဆင်ပြေဆိုတော့ဘယ်လောက်ပါပဲပြီးခဲ့ရတာဘယ်လောက်လဲဆိုတော့1000ထောင်ဒီ1500ပေါ့เนาะဟိုကနေဆိုဘယ်လောက်လောက်ကြမလဲဆိုရင်73ဒိန်ဒိန်3000 73ဒိန်14ဒိန်55ဒိန်လောက်ကြတာပေါ့เนาะဆိုတော့အဲ့ဒါလေးပါဆိုတော့ review page တာပါသူရဒီနောက်ကပါလဲမသိဘူး နော်ဒီနောက်မှာသူကအဖုတစ်ခုပါသေးတယ်အဲ့ဒီအဖုတစ်ခုကလည်းပါလဲသူကလည်းလွယ်လွယ်ကူကူရှင်းပြတယ်ဆိုတဲ့ဟာတော့မရှိဆောက်အထူကြီးတော့ရှိတယ်ဒီဆောက်အထူကြီးကကျွန်တော်ပဲဖတ်နိုင်မှာပြီးရင် YouTube တွေပြည့်စည်ရမှာပေါ့နော်သူများ review ပေးထားတဲ့ဟာတွေကိုဆိုတော့ okay ပါ first impression လေးပဲလုပ်ပေးတာပေါ့နော်တကယ်လို့တုံးကြည့်ပြီးတော့အဆင်ပြေ ਈ မပြေ ਈ ဆိုတဲ့ခါလေးတော့နောက်ဗီဒီယိုတွေကြာလို့ရှင်ဆက်ကြည့်သွားလို့ရှင်ကျွန်တော်အဆင်မပြေတယ်ပါညာဆိုလို့ရှင်တော့ကျွန်တော်ဗီဒီယိုလေးတွေမှထည့်ပြီးပြုတ်ပြီးမယ်နော်ဆိုတော့လောက်ပါပဲဒါကလည်းကျွန်တော်စဉ်းစားတာတော့လေကို့အတီးမိတ်ဆွေများသိချင်မလားပေါ့နော်အားကြောင့်မလို့ကျွန်တော်လည်းထည့်ပြီးတော့ပြောပေးတာဒါပဲမဲ့ရင်းတော့ပြည့်စုံမဟုတ်ကိုကိုယ်နဲ့လည်းဘာမှဟိုဟာကြိုဖက်တာတော့မရှိဘူးကျွန်တော်ကဒါကစိတ်ကူးပါလို့ဝယ်လာတာဆိုတော့ first impression လေးတော့လောက်ပါပဲ Tata, nak juga jangan